လဲပံပြောသူတော်လန်ကလစ်ကတော့အားလုံးပဲမင်္ဂလာပါခင်ဗျာတော်လန် YouTube channel လေးဖြစ်တဲ့မောင် YouTube channel လေးကနေပြီးတော့တပံပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကလစ်ကတို့ကို ပြန်လဲပြီးတော့ပြောင်းပေးသွားချင်တာလေးကတော့ဆရာမဒေါ်လာအေးလက်ပြုစုရေးသားတာတဲ့နေချာမဲ့မိုးဒိန်ဆိုတဲ့စာအုပ်လေးတဲကပထမဆုံးဝတ္ထုတူလေးဖြစ်တဲ့မာလီယာလေးကမိုးဒိန်ဆိုတဲ့ ဝင်ထူတို့လေးကိုပြန်လဲပြီးတော့အမြောင်းကိုပေးချင်ပါတယ်ခင်ဗျာပြန်လဲပြီးရှောပန်းမြောင်းကိုဝင်ပြပါလို့ဆီယမတော်တာအင်းလေးနဲ့တကွာဒါဆိုင်သူတဝူတရားချင်းစီတိုင်းကိုကျွန်တော်မေတ္တာရဲ့ခံခွင့်ပန်ပါတယ်ခင်ဗျာပါလျာလျာဟိုတိတ်ခင်ဗျာဘလို့မေးလိုက်ပါလဲအိမ်ကိုမလွန်ဘူးလားအိမ်မပြောင်းချင်းဘူးလားဟုတ်လား မလွမ်းတဲ့သူဘယ်ရှိမလဲဗျာအိမ်နဲ့မိုင်900ကျော်ဝေးတဲ့အရက်မှာနေတဲ့ကျွန်တော်တနေ့မှအိမ်ကိုမိမရဘူးအမလည်းကျွန်တော်ကို မျောနေရောပေါ့အမဘဝမှာကျွန်တော်ပဲရှိတယ်လို့မျိုးကျွန်တော်ဘဝမှာလည်းအမပဲရှိတာဒါပေမဲ့ကျွန်တော်အိမ်မပြန်နိုင်သေးပါဘူးအတောင်ကျိုးရငက်အတိုက်ရှိရာစီကိုမန်စားပြီးရေခဲပြင်မှာအေးခဲရင်သေဆုံးရတော့မယ်ထင်ပါရဲ့ဗျာ ရန်မွားတွေမူဆယ်ကို ကုန်ကားနောက်လိုက်ဖြစ်စလိုက်တုန်းကရေဒီယိုကလွှင့်လို့ကြားဖို့တဲ့အင်္ဂလိပ်သတင်းလေးသဘောရှိတယ်။ Fight and drop mind it အဲ့ဒီတုန်းကနေပြည်မင်းချမ်းသေးတဲ့ကာလ နေဝင်မင်းငိမ့်ဆိုတဲ့ကာလ တောင်ပြတန်းမှာ တောင်ကိုးနဲ့ရန်ကိုရောဆက်နေတဲ့ကာလမို့ အခုလိုနေဆက်ကိုလာတဲ့ခကြီးကလွယ်လာတာမဟုတ်ဘူးလမ်းခီမှာမနာချင်းချင်းနားချင်းချင်းတထောင်တပုတ်နားပြီးတော့မှခကြီးဆက်ရတာတောင်းတက်လမ်းကို ကားဘိန်းစားလိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့တွေကတတိအနေထားနဲ့နေရတယ်ညောင်သေးလဲစားလေးတယ်လဲစွန့်ဆိုသလိုပေါ့အဲဒါလိုအခါမှတောင်ကျော်တွေရဲ့အလဲမရောက်ခင်နားနေချာထမင်းဆိုင်က တရုတ်ဖြစ် ရေဒီယိုလေးစီကကြားရတဲ့အဲ့တဲ့ချင်းကိုတော့ ကျွန်တော်ကနားမလည်ပဲနဲ့တော့တရှားရှားမမရှိခဲ့တယ်။ဟုတ်တယ်။တချင်းကိုနားမလည်ပေမဲ့ဆွေးဆွေးမြေ့မြေ့ခက်အေးအေးလေးစိုးပုံကိုကြားမိတိုင်းကျွန်တော်နှလုံးသားတစ်ခုလုံးလှုပ်ခါခဲ့ရတယ်။အဲ့တုန်းက driver ကိုတောင်းရကျွန်တော်တို့တိုက်ဆိုင်ပင်တာတက်တယ်လေ။အင်းလေစေရန်ကိုခါနဲ့အောင်ဘူးတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်သူကကျွန်တော်တို့ထဲမှာလူတွင်ကျယ်ပေါ့ဘဟုတုတအိုးကြီးပေါ့ ဆရာတဆူလို့မင်းမူနိုင်တဲ့သူပေါ့ထားပါတော့လေအဲ့ဒါနဲ့ကျွန်တော်လည်းသူ့ကိုမေးမိတယ်ဒီတချင်းရအတိတ်ပဲကဘာလဲဗျာလို့ဆိုတော့ကိုတောင်းအီးကအိမ်နဲ့ဝေးလို့ဆိုတဲ့တချင်းနဲ့တချင်းနာမည်အတိတ်ပဲကမိုင်900ပေါ့ကွာတဲ့အော်တိုက်ဆိုင်ပုံများနော်အနောက်တော့လူကအချင်းအားရရင်တချင်းတေးသွားကိုပဲပါဇက်ဆိုင်နဲ့ခတ်တိုးတိုးညင်းမိတယ် နှုတ်ခါတာဖွားဖွားညီးနေရတာပါရှင်ထဲမှာတော့ဘလောင်စူနေတာပဲကျွန်တော်ကိုအတနာခံနေတဲ့အမရဲ့မျက်နှာအိုလေးဟာအာယုံမှာတရေရေနဲ့မြန်ပေါ်လာလေးကျွန်တော်ရင်မှာမချိနေပါပဲဒါတော့ကျွန်တော်ကအမေအိုရဲ့စက်ကွင်းပြင်ပကမိုင်း900ကိုလုံးလုံးရရရောက်သေးတာမဟုတ်ဘူးမူဆန်တဲ့ရန်ကုန်ကိုတွားချပြန်ချပေါ့ဘာသာပဲဆွဲခံရမလားတိုက်ပွဲကြပဲညံ့နေမလား တေးရတဲ့လမ်းကြီးကလည်းကျန်းနေသေးတယ်။ဂါတကူကူဖြစ်မလား။လူပဲငက်ပြားမိမလား။ပူလိုက်ရတာကွယ်။မင်းအိမ်ကနေထွက်သွားတိုင်းအမဟာအယူတယောက်လိုကြံခဲ့ရတာမသိဘူးလားตาရဲ့။အမဟာပေတာမောင်စုပ်အမသားလေးဆိုတဲ့ဒီလိုတဘွားဘွားရွှေပြီးတော့မျက်ရည်တလင်လင်နဲ့ကျွန်တော်စိတ်ကိုညှို့နူးစေခဲ့တယ်။ အိမ်ပြင်းဝါကိုခြေလန်းဆာလန်းလိုက်တာနဲ့ကျွန်တော်ကြောပြင်ကိုကြည့်ပြီးတော့အမမျက်ရည်ကျနေလိမ့်မယ်ဆိုတာသိပါတယ်ဗျာဒါဟာကျွန်တော်နဲ့အပီးအသက်ခွဲခွာရတာမျိုး ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့လဲသူဟာချူပြီးတော့တွေးတဲ့အလိုမှမဟုတ်ပဲကျွန်တော်ဟာအိမ်ကိုပြန်လာခိုင်းခဲ့ရင်တော့သေရွာကနေရှင်ပြန်ထမြောက်လာသလိုအမဘွားဟာရှပိုင်းလာတော့တိတ်တိတ်လွင်လွင်ရှိတာပြန်ပါတယ်အမ အမလူအပိန်ပိန်သေးသေးပဲအလောကရံကိုအတော်လေးခစောင်းတင်ပြီးတော့မာမနီဟန်နဲ့မျက်နှာဝင်ပြတတ်တဲ့မိန်းမပေါ့ဒါပေမဲ့တာသမီကိစ္စနဲ့ပတ်သက်လာရင်တော့အမတန်မျက်ရည်လွယ်တယ်အထူးသဖြင့်သူ့ရင်ခွင်ကနေစုံကန်ပြီးတော့ထွက်သွားမလားဆိုတဲ့အသွေးနဲ့အမြဲဆိုရင်တတ်တတ်သူပဲဘေတာနဲ့ဘေတီကမမရဲ့စိတ်နဲ့ကိုပဲဒီနှစ်ခုကခွဲခွာလို့မရဘူး ဒီသားနဲ့သမီး၂ယောက်ပေါင်းပါမှာမမတစ်ယောက်ဖြစ်မှာဆဲကျော်သက်ရွယ်ကလေးကစွန့်လွတ်စွန့်စားစိတ်တွေများပြီးဂျိုးတပြားပြားဟန်ရေးကြွနေတဲ့ကျွန်တော်အတိုက်ကိုခွာပြီးတော့အိမ်နဲ့ဝေးရာရက်ဒေသမှာအလုံသွားလုံးပြီးကြီးပွားလောက်ဖို့ကိုတာ အမြဲအိမ်မက်မက်နေတဲ့ကျွန်တော်ခြေလမ်းတွေပြေးမိတိုင်းအမခမရစိတ်မချမ်းမြေရှာရဘူးဟုတ်တာပေါ့အမဘွားမှာ ကျွန်တော်တို့မောင်နှမနှစ်ယောက်တည်းနဲ့တကဘာတီးဆောက်ထားတာဆိုတာကျွန်တော်သိတာပေါ့ပါပါဆုံးတော့ကျွန်တော်က6နှစ်ကျွန်တော်ညီမလေးက4နှစ်ငယ်သေးတော့ကျွန်တော်တိတ်တော့မမတ်မိလာဘူးဒါပေမဲ့မမ်းမိသည်မကျွန်တော်အသိစိတ်မှာတော့အိနေရန်ကိုကောင်းပြီးတော့မျက်ရည်တသွင်သွင်ကျနေတတ်တဲ့အမရဲ့နွမ်းဖက်ဖက်ကိုဟန်ပါအမအိုတော့ကဒီလိုပိတ်ပိတ်တေးတေးလေးပဲဟုတ်မလဲလူကောင်ကသေးပေမဲ့ အသားညူညူဆူဆူနဲ့ကိုလုံးကြီးကြီးရှစ်စရာလေးပါ။နောက်တော့ခါလာကြီးအတော်အကြီးဆုံးအကြံပေးလို့သူနဲ့အမှနေရောက်တာတာမွေဝိုင်းထိန်တာမှာအလင်းထမင်းဆိုင်လေးပွင့်ပြတဲ့စပွဲတလုံးချပြီးအိမ်ကားနေရန်လေးချက်လာတဲ့ဟင်း56မျိုးကို ငရုတ်တီးကြော်လေးတီးစုံပဲကလာဟင်းလေးနဲ့ပါတော့ဘာပဲဖြစ်ဖြစ်အာကောင်ဆိုအောင်တော့စားလို့ဖြစ်ကြတယ်လေညာ6နာရီကနေမနေ့နှစ်နာရီခွဲလောက်အထိ အမားတို့ရောင်းကြရတယ်။ပြီးရင်တော့စေကျော်ဒိန်စဲသားဆိုတော့အိမ်ပြန်ရောက်တဲ့ချိန်ကပဲပြုတ်တဲ့အထွတ်အမားအဝင်းလို့ဆိုပြီးတော့မှတ်ရလိမ့်မယ်။အဲအကရတဲ့ဝင်းဝဲလေးနဲ့ကျွန်တော်တို့မောင်နှမပညာရေးကိုအသက်ဆက်စေတယ်။တခါတလေကျွန်တော်စဉ်းစားမိတယ်။အုံကြွမလာတဲ့တိမ်ငယ်စိတ်ရပြင်ပကဘာနဲ့ကိုကိုကိုစီးအထက်ထက်တားမိစေသလားလို့ပေါ့။အမမျောလင်းချက်တွေအိမ်မက်တွေဘလောက်ပဲပုံရောခဲ့ပါစေ။ ျွန်တော်ကတော့တော်လန်ပုံကန်ခြင်းတဲ့စိတ်တွေကများနေကြတာပဲဘာကိုတော်လန်ခြင်းမဘာကိုပုံကန်ခြင်းမလဲရှည်ရရရမရှိပြန်ဘူးအထက်တန်းចောင်းစာသင်ခန်းတွေကဆ ्याम မကိုမုံတယ်ဆ ्याम မမျက်နာရအောင်စာကြိုးစားပြလိမ်မာနေတဲ့သူတွေကိုလည်းမုံတယ် ARB ចောင်းမှာကိုယ်နဲ့စူအပ်ကိုအာကုန်ဆောင်နိုင်ဖို့ပြိုင်ဆိုင်ကြတဲ့သူတွေကိုလည်းမုံတယ်ကျွန်တော်ကိုကလေးကချေလိုသဘောထားပြီးအထင်သေးတဲ့အကြီးနဲ့ကြီးတဲ့ လီမုတ်တဝါလီအချို့ကိုလည်းမုံတယ်တလို့တဲ့အတန်းချောင်းစာတင်ခန်းကိုရောတောက်ကြနေတိုင်းသွားရတဲ့ဂျွန်အစ်စူပောင်းဝယ်ပြဝဲဆိုတာကိုရောလူထူထူရှိတဲ့အယမ်းမန္တမြာကိုရောက်ဖို့ကျွန်တော်ခြေလန်းတွေကလေးလန်လာတယ် စေဝါအတွင်းကိုဝင်းဖို့နေခွေတလာတော့စေဝါပြင်မထွက်ဖို့ကြတော့ငတ်မွေတစလိုမျိုးပေါ်ပါနေပြန်ရောလေဒုတဲဆောင်ရအယက်မှန်သမျှကို လွင့်မျောလိုက်ဖို့ကအသင်ဖြစ်လို့နေတာပေါ့ရှစ်တန်း၉တန်း၁၀တန်းအခါကကြားပြီးတော့အသက်20နားလာလဲနေလာရောကျွန်တော်အကြောင်းစံပတ်တ်ချင်တော့ဘူးအမားကလည်းဒါကို ရှိမိရဲ့ထင်ပါရဲ့ကျွန်တော်ကိုလွတ်မြောက်စေခဲ့တာကကြကြအဘေးဘက်ကတော်ရတဲ့ဦးလေးပါ ကြာကြာကမေးတယ်။မောင်ဆိုမင်းအပင်ပန်းခံနိုင်လား။ကုန်းကားလိုက်ချင်လားတဲ့။အိုးကျွန်တော်ဖြင့်အချိန်ယူပြီးတော့မစင်စားလိုက်ဘူး။ခက်သွက်သွက်ပဲခေါင်းငိမ့်ပြီးတော့လူကဆွေခနဲ့နဲ့ကုန်းကားပေါ်ပါလာတာပဲ။အမားကတော့ကျွန်တော်ကိုတားမရရဲ့အစုံ။အိုးအလာကျမသားလေးရဲ့အတတ်နဲ့ခန္ဓာကိုဆောင်းလျှောက်တနာတော်မူပါလို့ဆိုရပြီးတော့ဆူတောင်းပြီးတော့ပဲကြံရင်ခဲ့တယ်။တူးတက်နိုင်တာလဲဒါပဲရှိတာကို အဲ့ဒါလို့နဲ့ကျွန်တော်ကအိမ်နဲ့တပြေးပြေးနဲ့ဝေးရနေပြီးတော့ရန်ပန်ရန်ခွာဝေးကွာပြတ်တော့လာပါတယ်။အဲ့ဒီကနေတဆင့်လုံးလုံးရရဝေးဖို့အခြေအနေတွေကဖန်တီးလာပြန်ရော။အခုဆိုရင်အိမ်ကားထွက်လာတာက အနည်း30နီးပါးရှိပြီပေါ့။အဲ့ဒီဆယ်စုနဲ့သုံးစုစာအပိုင်းခြားလေးရဲ့တဝက်မှာတော့အိမ်ကိုလုံးလုံးမပြန်ပြေတော့ပါဘူး။ဒါပေမဲ့ကျွန်တော်မညာချင်ပါဘူး။အိမ်ကိုပြင်းပြင်းပြပြကိုလွှမ်းမိတယ်။ຫນွေရယ်၊မိုးရယ်၊ဆောင်းရယ်မဟုတ်ဘူး။ ကလေးရှိဖို့လားတဲ့အမိခင်တွေကိုမြင်တာအစာခွင့်နေတဲ့ရင်ရင်ခွင်ပိုက်သားတွေတားတဲ့အမိတွေကို တွေ့တာသားသမီးအိမ်ပြန်လာကိုကျွန်တော်ကားခိတ်မှာလာဆောင်ကြိုနေတဲ့အသွင်ကွဲတဲ့အခြားသောအမားတွေကိုမြင်ရတာအမကိုလွမ်းလာပါတယ်အမားကလည်းကျွန်တော်ပြန်လာကိုခိုးအိမ်နဲ့တူတဲ့မောင်းမဲညင်ထင်းနေတဲ့နိုင်ခမ်းချင်းလေးရဲ့ဝရန်တာကနေအမြဲမျောကြည့်နေမလားဒီအတွေ့အကြုံကျွန်တော်ဆွေးရပါတယ် ခုတော့တနေ့တစ်ချိန်ဖုန်းပြောခွင့်ရနေလို့အိမ်လွမ်းဝေဒနာတက်တာနေတာအရင်တုန်းကလို့တယ်လီဖုန်းရှားပါတဲ့ခေဆိုရင်တော့အမှနဲ့ကျွန်တော်ကတပတ်တစ်ချိန်လောက်သာအကြောင်းရှိမှပြောနိုင်တယ်လीပြောပြန်တော့လဲအမှနေကောင်းလားအမှကျမ်းမာဟိကူးဆိုင်ပါကျွန်တော်တို့ကဘာမှမပူပါနဲ့အားလုံးစင်ပြေပါတယ်ဒီစကားကိုပဲကျွန်တော်မှအလွတ်ကျထားသလိုနှုတ်ကနေအခါခါရေရွမိတယ်အမှကလည်းပဲ ထုံးစံအတိုင်းပါပဲဗေသားအဘမှာငင်းချမ်းရဲ့လားပြန်လာတော့ကွယ်အမမင်းတို့တည့်ရမှာစိတ်မအေးရဘူးတဲ့သူကလည်းဒါကိုပဲတွင်တွင်ပြောခဲ့တယ်ဝေးခဲ့ပြီပေါ့အမကြီးဒါပေမဲ့စိတ်ချပါအမအမသားဟာအမစီကိုခေါင်းပေါ်ရင်ကော်ပြီးပြန်လာမှာပါ ထုတ်ပိုးလာတဲ့အိမ်မဟာကိုပေါ်ပြီးကြလာစင်မဝင်းတော့မဟုတ်ဘူးမိဘုံပြန်များကိုမိဘုံပြန်များလို့အထက်ကိုမြင့်ပေးမဲ့လောင်စားပါ အမသာဟာဝေဝေမြင့်မြင့်ပြန်မယ်။ဒိန်ညွန့်ဒိန်ဆွဲတွေပေါ်မှာခြေပြားထောင်းနိုင်ပြီဆိုတော့မှ အမစီပြန်လာမှာ။ကုံကားပထမခေါက်မှာကလေးကဒီလိုပဲကျွန်တော်ကြွေးကြော်ထားခဲ့တယ်။ခုများတော့ဝရင်ပုံပြားစီကအသာထားလို့ကျွန်တော်ဟာပင်လေထဲမှာပဲရေငတ်နေရပါတယ်။လမ်းရှောင်ရင်လည်းလမ်းပြောင်နေရပါတယ်။လောင်ရင်ထဲမှာအတောင်ပန်းခတ်နေမိပါတယ်။မများချိတ်ကိုမြင်လျက်တီးလျက်နဲ့ ကိုလဲကြရင်ကံကောင်းလို့နိုးနဲ့မျောလင်းစိမ့်နဲ့ငစားကို ပြည့်ဟပ်ဖို့ကြိုးစားနေမိပါတယ်။ခမရလဲကြားဖို့မှာပါတော်တွင်ဥပဒေမှာ မျက်လုံးတစ်ဖက်အတွက်မျက်လုံးလက်တစ်ဖက်အတွက်လက်ဆိုတဲ့လိုမျိုး သူညီမြတဲ့အစားတို့ပြည်တံဖြစ်ဖြစ်အရှားအသင့်တော်တဲ့ပြည်တံဖြစ်ဖြစ်မရှိပါဘူးဆုံးဖြတ်ပေးမဲ့တရားစီရင်ရေးစနစ်လည်းမရှိပါဘူးလင်းသူ စားတဲ့တန်းဆိုတဲ့ကိုယ်ကျမကိုစောင့်ရှောက်နေရတဲ့အဖြစ်မျိုးပဲရှိတယ် ဒီနေရာဒီဒေတာဟာလည်းကျွန်တော်ဘို့တော့အသားရဲတွင်ဆံပါတယ်ကျွန်တော်အတွက်တရားမြတ်တော်မူဆိုတာကိုယ်တိုင်ရှာဖွေဖို့အမမျက်ရည်ကိုရောကျွန်တော်ဘဝကိုပါစတေးလိုက်ဖို့အဆုံးဖြတ်ခဲ့တာပါတဘောအလုံးစာရှုံနေမှုအတွက်ဒီချိန်မှာကျွန်တော်လိုချင်ဆုံးကတရားမြတ်တာရေးပါကြည်ဝါဖို့စိတ်စောတန်ငယ်ဖို့လေကျွန်တော်ဟာစီးစိမ်ဥစ္စာနဲ့ပိုရေးကြည့်ရရာကိုခုချိန်မှာငတ်မောတောင်းတာမိတယ်။လောကကြီးဟာထိုက်တန်တဲ့ရာလတ်တခုတော့ပြန်ပြီးတော့တုံ့ပြန်ပြီးပေးကိုပေးတယ်ဆိုတာမျိုးတော့ ကျွန်တော်ယုံကြည်လိုက်ခြင်းလေအာရှောင်းသူ့နာမည်ကိုစိုင်းလုံလို့လည်းပြောတယ်မိုးမြင့်လို့လည်းပြောတယ်ကျွန်တော်တို့ကတော့သူ့ကိုအာရှောင်းလို့ပဲခေါ်ကြတယ်သူကတယုတ်လားရှမ်းလားဗမာလားတော့ကျွန်တော်မသိပါဘူးကျွန်တော်သိတာကအာရှောင်းကဘာသာစကားသုံးမျိုးလုံးသက်တယ်လဲလဲဝဲဝဲလည်းရှိတယ်အတားကတော့ဂျီနီယောမြေပေါက်ကခက်ချင်းချင်းတကောင်ကကျွန်တော်တက်တော့၅နှစ်လောက်ငယ်ပဲမဲ့ ကျောက်လောကအတွေ့အကြုံမှာတော့ကျွန်တော်ထက်ဆရာကြပါတယ်။အင်းဆရာကြလို့ပဲ။ကဲပါလေထားပါ။ခုဒီကောင်ကိုမြေလန့်ရှာဖို့ကျွန်တော်ဘဝတတန်းတဝက်ကိုဒီလွယ်ကျယ်မှာပဲလာပြီးမြုပ်နှံထားတာ။တကယ်လဲကျွန်တော်ဒင်းကိုမြေလန့်ရှာခဲ့ရပါပဲ။ကျွန်တော်လက်လန်းမိတဲ့လောက်ခြေထောက်သွားတဲ့လောက်မျက်စိရောက်တဲ့လောက်ပေါ့ဗလီ။သမုဒ္ဒရာဘလောက်ပဲကြည်ကြည်ရေးရောင်ကွဲပြားစေခြင်းနဲ့တဘာဝရဲ့လောကရှေးပြင်ကိုနဲနမိတ်စီမြင်တတ်မှတ်ပေးထားတယ်။ ဒီတော့လောကတကူနဲ့တကူဟာတိတ်တော့လဲမကျဲမကျဲပြောလာပြန်ဘူးရေစီးချောင်းအလဲပြောင်းတိုင်းစုံသွေးရနုံလို့ကျွန်တော်ဆောင်းခဲ့တယ်ခတ်တာကအားရှောင်ပါပင်လေပြန်သူကလွံ့မြောက်နေစေပဲသူကကိုေးရှောင်နိုင်နေစေပဲသူကလက်ပတ်နိုင်နေစေပဲဟိုးတနေ့ကကြံဖုံးကအတိတ်တယောက်ကလမ်းပြီးတော့ကျွန်တော်ကိုတရင်ပေးတယ်အားရှောင်တဲ့အတော်လေးတူတဲ့သူတယောက်ကြံဖုံးမှာခဏခဏတွေ့နေရတယ်တဲ့ ကျွန်တော်လည်းသေချာအောင်ပြန်ပြီးတော့စုံစမ်းခိုင်းလိုက်တယ်။နေသတင်းကြားပြီးကလေးကနိုင်ရံမှာချိတ်ထားတဲ့အတန်ကြီးတက်လူလူသားကိုမြင့်နေအောင်ကျွန်တော်ပြန်သွေးပြစ်တယ်။ဒီရေးဒီတရားမှာကျွန်တော်ဟာစင်ရစင်ရင်သူဖြစ်ရစေမှာပေါ့။တကယ်တော့ကံကြမ္မာလဲပြားလွန်လာတယ်။ကျွန်တော်အိမ်မှာကကြီးဝါဖို့တက်တက်စီးဝါရှာဖို့တက်တက်ပါ။ခုလိုလူတယောက်ကိုစမုံသုံးပြဖို့ထိအမုန်းစိမ့်နဲ့တနေတကြီးမှာလာပြီးတော့ရှင်းတန်နေရလိမ့်မယ်လို့တခါမှမစင်စားဘူး။ ဘလို့များဒီလိုအနေထားကိုရောက်လာပါလဲလို့စဉ်းစားမိရင်အတော်လေးလဲအံ့ဩမိတယ်။ဇုံတယောက်ကစနစ်တကျအကွက်ချစီစဉ်ပေးထားသလိုပဲကျွန်တော်ကတော့ဇောဝင်းထွက်ရဲ့ Gypsy Mode တဲ့ရှင်နေရလို့ကျိုတင်ကစံညွန်ဖတ်မလာဘူးပေါ့ဒါမှန်ပဲကျွန်တော်ကလည်းတကယ်ကို Gypsy Mode တဲ့1990ခုနှစ်ရှေးလျှောက်တက်ကြတဲ့တရားအရှင်တထိတ်ထိတ်နဲ့စွင့်စားကန်းတွေပြည်နေခဲ့တယ်။1994ခုနှစ်တုန်းကဒီမာတိုက်ပွဲဖြစ်ခဲ့သေးတယ်။ အဲတော့ကဒီဘက်တွေကအလောက်လည်းမဖွင့်ဖြိုးသေးဘူး။တိုက်တာအိုးအိမ်တွေကလည်းခုလိုမျိုးစီကားမနေသေးဘူး။ရွာသားသားပဲ။ခုတော့တရုတ်ဘက်ကိုပို့မဲ့စံအိတ်တွေကိုထားတဲ့စံကိုတောင်တွေရှိရနေရကသင်ကြိုင်ပေါ့။ဒီဘက်တွေမှာတိုင်းသားလက်နက်ကင်တွေနဲ့အစိုးရတပ်တွေမြေပစ်ခတ်ပြစ်ကြခိုင်းကြလိုမျိုးမူဆယ်လန်းတခြားမှာလည်းတိုက်ပွဲတွေကကြိုးကြားကြိုးကြားနဲ့ရှိကြပါပဲ။ပြီးတော့လည်းမောင်ကိုအကင်းမသေးသေးတဲ့ကာလမှာဆိုတော့ အကောက်ခွန်ကလည်းအတော်ကြီးကိုတကိုးထွားခဲ့တာကြီးဝါဖို့မပြောနဲ့မိသားစုတနိုင်စားတော့ရဲ့အတွက်လဲလာတဲ့မောင်ခိုကုံပစ္စည်းနဲ့ဘဝကိုပဲအလဲထက်လုပ်လဲရတဲ့မိမပြိုလေးတွေလဲကျွန်တော်မျက်စိရှိမှာအများကြီးပဲရွှေနုအဖူအစ်စ်မှာညိုးရော်ပြီးတော့ကျွေးလွင်ကြရသူတွေပေါ့ဒါပေမဲ့ကျွန်တော်မှပြောခွင့်မရှိဘူးတားခွင့်မရှိဘူးငိုခွင့်လည်းမရှိပါဘူးအဲပြီးတော့ကြာကြာလဲရှင်းတာမနေအားပါဘူး မျက်နာပဲလွှဲထားမယ်ပြီးတော့နေဝင်ရင်အတန်တက်ရမယ်မိပိတ်ရမယ်ဒါကျွန်တော်တို့လိုက်နာရတဲ့စီကံပါဆဲစုနှစ်တခုစာကိုကနီးတော့နည်းနည်းလေးပို့ပြီးပွင့်လန်းလာခဲ့ပြီကုံစီစင်းစင်းမှုလည်းအရင်အထက်ပိုတက်လာတယ်အချိန်မှာကျွန်တော်ကကနန်းတယ်တဲ့ကားဒရိုင်ဘာအဆင့်ကိုရှာသူတို့မြင်ခံရပြီ။ရန်ကုန်ကနေတယ်လာတဲ့ကနန်းတွေကိုမန္တလေးမှာနည်းနည်းပြန်တန်းစင်ရတယ် အလန်ခီကိုသွားခဲ့ရတဲ့အကာလတခြားလုံးမှာတိုက်ပွဲနဲ့ဖြစ်ဖြစ်ဒါမှမဟုတ်နည်းမြေမအေးချမ်းတာမငိမ့်ချမ်းတာနဲ့ပဲဖြစ်ဖြစ်လန်ကီမကောင်းတာကြောင့်ပဲဖြစ်ဖြစ်လန်ကီနောက်နေခဲ့ရတယ်များတော့ကိုယ်တိုင်ကားမောင်းတူဖြစ်လာတဲ့အခါခီလန်ကြန့်ကြာရတဲ့အဖြစ်မျိုးတွေထပ်ဖြစ်မအောင်အတော်လေးပဲကြောက်မိတယ်ဒုသဖြင့်ဗျာလန်တွေမှာတိုက်ပွဲတွေတကြောပြန်ဖြစ်လာမှာပေါ့လန်ကီမကောင်းတာအဆင်ပြေသွားမဲ့ချိန်ကိုမှန်းလို့ရတယ်တိုက်ပွဲရတော့မပြီးဆုံးနိုင်တဲ့အိမ်မက်ရှိပဲအိမ်မက်ကနေနှိုးခွင့် နှိုးပေးခွင့်မရှိတဲ့ကျွန်တော်တို့ကအိမ်မက်မက်သူသူ့အလိုလိုနိုးထားလာမဲ့ချိန်ကိုပဲစိတ်ရှင်ရှင်နဲ့ဆောင်ရတော့တာပေါ့ကျွန်တော်တို့ကစိတ်ရှင်နိုင်တယ်ပဲထားအောင်အကယ်၍များလန်ကီမှာရအတော်လေးကြာသွားရင်ကျွန်တော်ကနန်းတွေကတော့စိတ်ရှင်မှာမဟုတ်ဘူးဗျကနန်းတွေကအပူချိန်မမြရင်သေကုန်ရောပဲတရုတ်ဘက်ကအရှင်းမဲ့လိုချင်တာဆိုတော့အဲ့ဒီချိန်မှာဆုံးရှုံးမှုကများပါတယ်ကျွန်တော်တို့တည်ရတာလဲဖော့ဘုံနေနဲ့တည်ရတာပါကုန်ကားတစည်းဆိုရင်တော့ဖော့ဘုံပေါင်း900နဲ့600အထိစတဲ့ ကနန်းပြော့ဈေးကွက်ကခုနောက်ပိုင်းမှာခင်စားလာတာကျွန်တော်တို့တို့ကကနန်းခွန်မာတွေပဲတင်ပို့ခဲ့ရတာနှစ်ရက်လောက်နောက်ကြာတဲ့ဖော်ဘုံထဲမှာကနန်းတွေကသေနေပြီသူကသေလို့ရှင်အသားတွေကဆွေးပြီးတော့ပုတ်လာတာဘုံတစ်ခုလုံးကြံ့တဲ့ကနန်းတွေပါသေကုန်တော့တကောင်းနှကောင်းသေတာနဲ့တည်းဖော်ဘုံအစ်တင်လဲပြရတယ်အတော်လေးလက်တည်ထားရတယ်ပူကြီးတဲ့တောင်ပူပြီးတော့လဲတောင်ဝင်ကြီးတယ်အဲတော့ကဗျာမြန်မြန်မြတ်မလားဆိုရပြီးတော့မူဆယ်ကိုငချောက်တွေယူလာပြီးရောင်းပါသေးတယ် မကြိုက်ပါဘူးဗျာမာတာကအချိန်50ပဲမာကြတာသူများတွေကကုံကားလိုက်တဲ့ကြတော့ကျွန်တော်ကစားလောက်ရုံပဲရပါတယ်ဒါတောင်အကျွေးကြလို့အရင်ပြုတ်တာရှိသေးတယ်နောက်တော့ Jeff C Morton ရအခြားတော့အရာတစ်ပါးစီကို လွန်ရပြန်ပါတယ်ဒီတစ်ခါတော့ငြိမ်းမြလိမ့်မလားဆိုပြီးတော့စိန်တော်မြေဘက်ကိုဥတည်ခဲ့တာပဲကျွန်တော်ကကားဘိန်းနဲ့ပတ်သက်ပြီးတော့ကြွန့်ကျင်တော့ဟုံပန်းကုမ္ပဏီမှာအလုပ်ရတယ်။ဘိန်းလိုင်းကိုကင်ခဲ့တယ်။ကျွန်တော်တို့ site ကတော့ကြောက်စင်နာကဇလဲကျွေးရဝင်းကျင်မှာပေါ့ ကျွန်တော်အလုတ်ကအမြင့်ကြီးတဲ့တဲ့ကားဘင်းတွေကို ပြင်ပေးရတာအလုတ်လုပ်ငန်းသဘောအရဆိုအလုတ်နဲ့အငိမ့်တော့ကွာတာပေါ့ဒီလုတ်မှာကျွန်တော်သွားလာလှူရှာစရာမရှိဘူးဆိုရင်လည်းတင်ယူစရာတွေကတော့မကုန်နိုင်ဘူးမိုးတင်ရရေငွေတွေကိုပို့မို့စုဆောင်ပြီးအင်အားကြီးထွားအောင်လုပ်နေချင်လို့ပြောလို့ရလိမ့်မယ်တနေ့နေ့တော့အစိမ့်လန်းအောင်ရွှေမိုးငွေမိုးတွေကျွန်တော်ရွာနိုင်အောင်ပါဘာလို့စိတ်ပြည့်ရမှာတဲ့လေအဲအမျော်လင်းတဲ့တနေ့ဟာမမျော်လင်းထားတဲ့အချိန်မှာ တကားမခောက်အသံမပြုတ်ပဲနဲ့ကျွန်တော်စီကိုစိုက်တိုက်မမှန်နဲ့ရောက်လာတယ်။ဖားကန်ဆိုင်းတောင်အကျော်မှာဝေခါဆိုတာရှိတယ်။ဝေခါကတော့ကြောက်တူးသမားတွေရဲ့အိမ်မက်တီရှိရာပေါ့။ဝေခါကြောက်ဆိုတာနာမည်ကြီးတယ်လေ။ဟိုးတုံးကလေးကပီတန်ကြောက်တို့ထွက်ရမည်လို့ကျွန်တော်တို့ကြားဘူးနေခဲ့တာ။အဲတုန်းက73လုံးကုမ္ပဏီကိုဟုန်ပန်းကနေလက်လွဲယူခဲ့တာ။ဟုန်ပန်းကဝေခါမှာကုန်းမြင့်ဖော်ပြီးတော့မြေဖို့ပြီးတော့အဆောက်အုံလှုပ်ဖို့နေတယ်လှုပ်အဆောက်အုံစောက်ဖို့လှုပ်နေတယ် ဝေခါကိုပါခေါ်ပါဗောဇလဲရွာစားရဲ့ဘွယ်တွေကလက်ရွေးစင်တွေကိုရွေးထုတ်လိုက်တဲ့အခါကံကောင်းသူမောင်ဆိုးကတော့ရှေတန်းစင်းရမှာအထုတတားနေနဲ့ပါလာခဲ့ပါတယ်တွေ့တွေ့ထူးထူးတော့မဟုတ်ပါဘူးအဲ့တမှာလဲဘိန်းပြင်ရတာပဲဒါပေမဲ့ရေနာမြေကိုနင်းရပြီလေရေနာတုံးကိုဖင်ခုထိုင်တာပြီဆိုတဲ့အတိအကျောင်းမလို့ဒုက္ခဘုံကလက်တကန်းလိုမာလိုလိုစိတ်ထင်နေမိတယ်ဝင်တန်းအလုပ်တစ်ဖက်နဲ့ပဲနံမြေနေထားမွေဖားကို စနေနာတာပေါ့ ကြာလာတော့လဲကြောက်လောကဟိုပိုးပိုးပြီးတော့စိတ်ဝင်စားလာတယ်ဟိုတခြင်းလေးတရလို့ပေါ့တနေ့နေ့တခြင်းချင်းတင်းကြောက်ရရင်လောပန်းဖြစ်ပြီပေါ့အကြံကုန်ရင်တန်တိုင်းရောက်ဆန်ကုန်တော့အလောပန်းပြောင်းတဲ့အစူတို့မျိုးကံတစ်ချက်လက်ရင်ရေမစေးထောင်ကြောက်ကပဲတင်းကြောက်ဖြစ်သွားတာတွေလည်းရှိရလေကိုကပဲစိတ်ပါနေလို့လားမသိဘူးဒါလောကဘလောက်ပဲရှုပ်တွေးပိုလိနေပါစေကျွန်တော်ကတော့ဘယ်အရာကိုအရာရာကိုအကောင်းမြင်နိုင်ခဲ့တယ် ဘာမဆိုကြော်လွားမယ်ရင်ဆိုင်မယ်တောင်းခံမယ်စိတ်ရှိမယ်အောက်ကြုံမယ်သင်ယူမယ်ပေါ့စိန်သူနဲ့ခောက်ပြီးတော့ကြောက်ကိုအငယ်ဖြတ်ပေးလို့ကုမ္ပဏီကအရာခိုင်နှုန်းနဲ့ပြန်ပေးတဲ့ကျင်းသားဘွားမှာတော့တိတ်ပြီးစိတ်ဝင်စားလာဘူးကျွန်တော်မျိုးဝန်းတွေကိုဆိုလက်စေတာကရင်မစေးကြောက်ပါပဲရင်မစေးကြောက်ကြောက်တထေးဖြစ်ကိုေးပြစ်ဘွားကနေပြီးတော့အတက်အကျအမြန်ဆန်ဝါတဲ့လူတွေပုံမြင်ဇလန်းတွေကနားနဲ့မကြားချင်မှအဆုံးရှံကြနေတာပဲ။ အဲကျွန်တော်တို့ရဲ့ဆရာတွေကလည်းသင်ခဲ့တာပဲအရင်တုန်းကိုကြည့်တဲ့အခါမှာရန်ကိုကြည့်ရမယ်ရှော်သလားကြံသလားစိတ်သလားပေါ့အခွင်ကိုကြည့်ရမယ်ကြောက်သားကအခွင်ပေါ်မှာဆိုရင်အများကြီးမူတည်တာကိုအရေးကိုတီးဖို့တော့အမန်းကိုကြည့်ရမယ်ဖီးအားကိုတီးဖို့တော့အထိုင်ကိုကြည့်ရမယ်ဘလားပဲသင်ယူစီဖို့ပါစေအသွေးကြောင့်ကလည်းစကားပြောပါလိမ့်တယ်ကြောက်သားခွန်ကိုကြည့်ပဲကွန်ချက်ကိုကြည့်ပဲကြည့်ပြီးတော့ဒီကြောင့်နဲ့ပတ်သက်ပြီးတော့အမြဲတစေရအောင်ပြင်မအောင်ပြောနိုင်တယ်ဆိုတဲ့မျိုးကရှိခဲ့ပါတယ် ရှင်ခဲ့တဲ့အတိုင်းပဲမြင်ရတဲ့အတိုင်းပဲရောင်းရတဲ့အတွက်ကံကိုယုံကြည်သူလို့ပြောရင်ကျွန်တော်အယယဟကန္တာမိကန္တာဖာပါကြောက်ရဲ့သဘောကတော့အခွင့်ထူတယ်အခွင့်တိုက်ချုပ်ပြီးမှကြောက်တာကောင်းမကောင်းသိရတာမန်းကွက်လားပွေးကွက်လားကျိုးပတ်လားဆိုတာတွေရှိသေးတယ်ခါလီဖဲရတို့တော့မဟုတ်ရှဲအသိစိမ်းကိုလိုက်ပြီးတော့ကန်ဆန်းသလိုနဲ့ခက်စင်စင်တောင်တူသေးတယ်လက်ထက်ကကြောက်啊ကြောက်ကောင်းဖြစ်ပါတယ်လို့ယူဆနိုင်နေပဲထားအောင် ဖြတ်တာအောင်မှာ အောင်ရင်တောင်မှပဲအယောင်မမအောင်ပါကြောက်လောကနဲ့အတန်ငယ်ကင်းကွာပါရင်တောင်မျက်စိနဲ့ကြောက်ကောင်းဝေးသွားပြီးတော့အချိန်ကြာရင်ဈေးပြတ်တာကမှားသေးတယ်ကြောက်လောကတကယ်ကိုစွန့်စားရတဲ့လောကဒါပေမဲ့ကျွန်တော်ကအချိန်ကောင်းနေပြီလေတားမရတော့ဘူးဆက်စားခြင်းဝယ်ပြီးတော့ပြန်ထုတ်ခဲ့ရရင်မစေးကြောက်လေးကလက်ကီးကြောက်လေးဖြစ်နေတယ်ဟိုတုန်းကလုံးမပြောနဲ့အခုကဆွေးပြစ်မြေသားပုံတွေကြားမှာတော့ကြောက်ကောင်းတလုံးပါလာဖို့ခဲရင်နေအချိန်မှာတော့ ဟော့တလုံးဟော့တလုံးနဲ့ထမင်းစားကြောက်လေးလောက်ကနေပြီးတော့မရှောင်းအောင်ရှာတွေ့နိုင်သေးရပဲငွေဖြစ်လွယ်နေပါသေးတယ်လေအာအဲ့ဒီထဲမှာမှကျွန်တော်ကအစအဦးဆုံးအခောက်ပါတယ်လက်ကီးကြောက်လေးရလိုက်တာဆိုကြောက်လောကနဲ့ကိုကအကြောင်းတင်လာကြည့်ရဲဆိုတော့ပြောဆွဲမှတ်သွားတယ်အဲလက်ကီးကြောက်ဆိုတာကတော့မော်ထဲမှာအူပြပြရရတဲ့အမြန်ငွေချေပေါ့အချိုးတွေခြေလန်းစားမှာဝယ်လိုက်တဲ့ကြောက်တွေကအရှုံးကြီးပဲဖြစ်လို့နောက်ပြန်ဆုတ်ပြီးတော့တက်ခေါက်ပြန်သွားကြရလက်ရှိရဲ့ ကြောက်လောကမှာ lucky ကြောက်ကိုအဲ့လိုကိုအယုံကြည်ရှိကြတယ်ကျွန်တော်လက်မှာတော့ lucky ကြောက်ကိုရတယ်ဆိုတာကျွန်တော်တယောက်တည်းမဟုတ်ဘူး။သုံးယောက်ပေါင်းပြီးလောက်တာဘာဖြစ်ဖြစ်အမကိုအပူကတ်ပြီးတော့ဟိုကဒီကအရှိငါရတဲ့ငွေလေးနဲ့ရှင်းတာအမျက်ပါအပေါင်းလက္ခဏာပြခဲ့တယ်ဆိုတော့အိမ်ပြန်ခေးမှာလည်းမျက်နှာပန်းလာခဲ့ပါတယ်။ဒါလို့နဲ့အရင်နေ့တဖြည်းဖြည်းနဲ့ကြီးတာခဲ့တယ်။ဘေးပါဝင်ခြင်းကတော့တတိပေးလာပဲ။မျိုးမျိုးမျက်လေးရမလားဆိုပြီးထိုးမဟန်နဲ့တဲ့အယိုးစူးတတ်တယ်တဲ့။ စေတနာစကားမို့အလေးထားပေးမယ်ဗျာစွန့်မှာစားရမယ်ဆိုတဲ့ဘွားတွေကလည်းသိပြီးတော့တွေ့ဝေလို့မဖြစ်ဘူးလေဘလို့နဲ့အားရှောင်နေသေးဖို့အကြောင်းဖန်လာတာတကောင်ကလည်းပွဲစားပေးမယ်စကားများများမပြောတတ်ဘူးဒါပေမဲ့တခွန်းဆိုတခွန်းတီးတီးကြည်ကြည်ရှိတယ်လောက်တာကင်တာကလည်းပြည်ပေးတတ်တယ်စေတနာထားတယ်ဒါပေမဲ့ तू ကတော့တတ်သိမရှိဘူးလို့ပေါ်ပေါ်ထင်ထင်ပြောတယ်ကျွန်တော်တို့ကရေမစေးကြောက်ကိုသူ့စီကနေတဆင့်ယူတာရွှေဆူပူပူလေးမျက်တက်ခါလဲရှိတိမ်မမျက်တက်ခါလဲရှိပေမဲ့တခါမှတော့မရှုံးဘူး အရှောင်းဟာပွဲစားအပြင်အခါပေးလဲလုပ်သေးတယ်။သူ့လက်ကနေလွှဲလိုက်ပေးမယ်။ဘယ်တော့ကြာရင်ဘယ်မှာဆိုရင်ဘလောက်နဲ့ထုတ်လိုက်ပါညာပေါ့။သူစကားကိုနားထောင်လို့ရတော့တခါမှမမဘူး။ဒါကိုပဲသူ့ပေါ်ကျွန်တော်တို့ယုံကြည်လာမိတဲ့အချက်ပဲ။အဲကျွန်တော်ကြားဖို့တဲ့စကားရှိတယ်။ဗါလဲထောင်မြင်ရာစွန့်တဲ့အဲတကယ်တော့အရှောင်းဟာအကွက်ကြီးကြီးခွင် ကောင်းကောင်းကိုဖန်ဖို့ကျွန်တော်တို့ကိုအချိန်ယူပြီးလေ့လာနေတာကိုတင်ယူလို့မှမကုန်နိုင်တဲ့ကြောက်လောကရဲ့ပညာပါးကိုဝါလာပြီလို့ သွင်းနေထင်ရောက်နေတဲ့ကျွန်တော်တို့ကိုနှက်ချဖို့လွယ်မှန်းသိတော့ကျုံသွင်းပြီးတော့တကိုးထဲနဲ့အပြက်သွင်းသွားပြီးအနိုင်ယူမဲ့ခစားကွက်ကိုတူဖော်တော့ပါပဲဒီခါခံရတာကျွန်တော်တယောက်တည်းမဟုတ်ဘူးကျွန်တော်တို့၃ဝအဖွဲအပြင်နောက်ထပ်၃ဝပါပါသေးတယ်အဲတကယ်တော့ကျွန်တော်တို့ကဖင်မနိုင်မနဲ့ပဲကြီးဟင်တောက်ခဲ့ရပါကိုပါဒါနိုင်တဲ့လောက်လေးလုံမယ်မရှိဘူးအရှင်ကောင်းလာလေးဆွေပြေးကျင်တဲ့မြင်းတကောင်လိုမျိုးဇက်ကမတက်နိုင်လေးပဲခတ်တာကအဲ့အရှင်ကိုအထက်တက်မဲ့အရှင်မျိုးပဲနဲ့အောက်ကိုဆင်းမဲ့အရှင်ဖြစ်နေရနောက်မှသိရတာ နောက်မှသိတဲ့အသည့်ကတော့ brain နင်းဖို့အချိန်မရလိုက်တော့ဘူး။ကြောက်အသူတဲ့။တရုတ်ဖွဲ့နဲ့အားရှောင်အားရှိတ်ဆက်ပြီးကျွန်တော်တို့တော်တော်ကိုအရင်သုံးကိုခြေနဲ့လောက်အောင်ကဲဖြတ်ပြီးမှခွဲလိုက်တော့မှကြားတဲ့စကားကကြောက်အသူဆိုပဲ။ကျွန်တော်နာအနာကိုအနီးကပ်ပြီးတော့မိုးချိုးပစ်ချလိုက်သလိုပဲ။ဒီခေါက်ကအချီကြီးဗျ။အချီကြီး။အမအကိုတိုက်ခန်းဝယ်ဖို့ဆယံတတ်ထားတဲ့ထဲကသိန်း200ကိုပြန်ထုတ်လာပြီးပုံဩလိုက်တာ။ ကျွန်တော်တို့ခံလိုက်ရတာကကျွန်တော်ကိုယ်တိုင်ဤပညာအသိရှိမှုနည်းပါတာနဲ့အချင်းရခါကကျွန်တော်တို့စီမှာအစင်းမြင့်ဤပညာကိုလက်လန်းပြီးတော့အတုစစ်ခွဲကြပေးနိုင်တဲ့နေရာကောင်းကောင်းမရှိတာကြောင့်ပဲကြောက်စိမ့်မှာလဲကြောက်စိမ့်အဆက်တုအယံတုအသားတုတဲ့ကြောက်ကိုဖြတ်ပြီးတော့အချင်းနေမကောင်းလို့ပလာစတာနီးနဲ့ပြန်ဆက်ပြီးတော့ပြန်ရောင်းတဲ့အတုအပေါက်ဖောက်ပြီးမှအယံသွင်းဆေးသွင်းဖန်သုံးသွင်းဒါမှမဟုတ်အကြီးမကောင်းတဲ့ကြောက်ကိုအယံတောက်လာအောင် တောင်းသေးချေပတ်ပေးထားတဲ့အတုဟာစုံလိုက်တာဗျာအောက်ခြေလွတ်လိုက်တဲ့တခဏမှာကျွန်တော်တို့အငိုင်းမိသွားတဲ့ခါပါကြောက်ဖြတ်လိုက်တဲ့ခါမှာအထဲကနေပြီးရွှဲရွှဲပြပြပြရွှဲရွှဲအစိမ့်ရည်တွေကလွဲလို့ဘာမှမရှိတဲ့အဲကြောင့်အတုကြောင့်ကျွန်တော်မာနာစစ်တွေရတော့ဒစစီပဲ့ကြည့်ပြီးရှာကြီးတဲ့နင်းကို ထိုင်ကိုမိတော့ပါပဲအမစီကိုကျွန်တော်ဘယ်လိုပြန်ရမလဲအမကိုဘယ်လိုမျက်နာပြရမလဲလောက်ရတယ်ဗျာယုံကြည်ကိုးစားမှုတွေမျောလင်းချက်တွေကျွန်တော်မဝင် ဓာရီအကုန်လုံးကိုရိုက်ချိုးွားတာကျွန်တော်မကြည့်ဘူးဘလို့နီးနဲ့မှလည်းမကြည့်နိုင်ဘူးကျွန်တော်တို့ကနယ်စပ်မှာတိုက်ရိုက်ရောင်းခဲ့တာလေဒါတော့အားရှောင်ကိုကြမ်းဖုံးမှာပဲလိုက်ရှာသေးတယ်ဒါကလည်းအတော်မိုင်းမဲတဲ့လုပ်ပါပဲဟိုကောင်ကတိလို့ရှင်ကြိတ်ပြီးတော့ဟာနေအောင်မှာအချီကြီးလိန်ပြီးတော့လို့ငွေတုပ်ပိုက်ပြေးမဲ့သူကဗမာတွေခြေဆက်ကြပေါက်နေလောက်တဲ့ရက်ဒေတာမျိုးမှာတော့ဖယ်နေမလဲနော်ကြားတော့အကန်ကန်ရဲ့အချိုးကိုပဲရုံကြီးလက်ခံလိုက်တဲ့အဖွဲသားချိုးကတော့ခေါင်းငိုက်ဆိုင်ကြလာပြီးလာရင်ရက်ကိုပဲပြန်ကုတ်ကြတယ်ကျွန်တော်ကလား ဟမ်ကျွန်တော်မပြန်နိုင်ပါဘူးကျွန်တော်အတွက်တရားမျှတမှုတကူမရမချင်းရောက်အောင်ရှာပွေမယ်ဒင်းကိုကျွန်တော်လက်နဲ့ကိုယ်တိုင်စီရင်ရမှတသက်လုံးလူရမဝင်နဲ့ကျွန်တော်ရဲ့တိမ်ငယ်စိတ်ကပျောက်လိမ့်မယ်တော့ရွှေလီမှာကျွန်တော်ကြံရင့်နေခဲ့ပါတယ်ရွှေလီကအကြောက်ဝိုင်းနာကလက်ဖေးဆိုင်မှာဇပွဲတို့လှုပ်ရင်အက်ကောင်ပေါ်လာနုံနုံနဲ့စောင့်တာပဲကြောင်းနဲ့လှုပ်ရှားတဲ့လူကတနေ့တော့အကြောက်ဝိုင်းဘက်ကိုခြေပြန်လဲလာအောင်ပါပဲသားကောင်လာရှာအောင်ပါပဲဆိုတော့တွက်ချက်ပြီးတော့ဒင်းကိုစိတ်ရှိလက်ရှိနဲ့ကိုစောင့်တာ နနစ်ကြော်တာကြတယ်ကျွန်တော်ကဒါမြေကန်တဲ့ပိုးမှာဂလုံးစားချင်စောင့်လို့စောင့်နေပြီ။တင်းကတော့ရေထဲငုံရှိုးသွားတဲ့နှကားလိုပဲ။တစ်ချိန်လေးတောင်ပြန်ပေါ်မလာတော့ဘူး။ဒါလို့နဲ့ကျွန်တော်ကအလုရှာဖို့လွယ်ကျယ်ဘက်ကိုထွက်လာခဲ့ပါတော့တယ်။ကဲပထမနှစ်ပိုင်းကိုတော့ဒီနေရာမှာပဲခေတ္တရန်နာပါမယ်ခင်ဗျာ။နောက်ရဒီမှာနောက်ထပ်အပိုင်းစံလေးနဲ့ဆက်လက်ပြီးတော့အမြောက်ပြပါမယ်ခင်ဗျာ။လိုက်ပါပြီနားဆင်ကြည့်တော့မော်လန်ကလေးကတော့ဒီအောင်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ယောဂမြောက်မှုအားနဲ့ကြာကြာမလို့ဒီဝိတုတို့လေးရဲ့ရတာရောပါပါခဲ့တယ်ဆိုလို့ရှိရင်လည်းကလကတို့ကပဲနားလဲပြီးတော့သိခံပေးပါလို့မေတ္တာရဲ့ခံတောင်းပန်ပါတယ်။ကလပါရွယ်လေးကိုစားပြတဲ့ကံကောင်းခြင်းတွေတာကလကတို့နဲ့ထပ်တူရှိနေနိုင်ပါစေခင်ဗျာ။ဟုတ်ကဲ့တော်လန်နေစေနေရမြပါခင်ဗျာ။